လူလက်စာလူတိုင်းယုံကြည်ကူးကွယ်ခွင့်ကတသက်ဒါလူလက်လူလက်စာယုံကြည်ကူးကွယ်မရှိဘဲဘာသာမဆိုနှစ်ကူးကွယ်လည်းရတယ်ဘာမှပြီးဘာမှပြီးမှတော့လူလက်စာကူးကွယ်နဲ့ပတ်သက်လို့အင်မတန်လွတ်လပ်တယ်လို့တော့ထင်ပါတယ်ဒီဟိုကအစိုးရကူရန်တာဖိတ်ခေါ်လာတာအကြံဉာဏ်တော့ပြည်သူတွေလည်းကြံဉာဏ်ပေးရမယ်လေ2008ခြေခံဥပဒေတော်ဆိုအဲ့လိုလည်းကြံဉာဏ်တော့တောင်းမဲဆွဲခဲ့ကြတာဟုတ်ခုတောင်းနေဆိုတဲ့အတွက်ကအစိုးရဘက်ကအင်မတန်တော်တော့ပြေပြောင်းလာတာကိုပြရတယ်။တော့ပြီးတော့ဟိုလွတ်လပ်ပွင့်လင်းလာတာကိုပြရတယ်။အဲ့တော့ပြည်သူတွေဘက်ကလည်းကိုပြောချင်တာကိုပြောခွင့်ရှိပါလား။ဒါဒီမိုကရေစီစံနှုန်းပဲလေ။ ကျွန်တော်အနေနဲ့တစ်ခုပဲပြောစီရရှိတယ်ဒီဥပဒေသည်အစ္စလာမ်ဘာသာဝင်များရဲ့အန်ဒီရဲ့ကြောင့်ဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ချက်ပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့သာသနာမှာသာသနာလေးကိုအတင်းအကျပ်သွင်းလို့လည်းမရပါဘူးလွတ်လပ်စွာဆုံးဖြတ်ပြီးတော့မှကိုယ့်အကူတုံးသက်ပြီးတော့မှဘာသာလေးကိုကိုယ်ကြိုက်ရင် ဝင်လို့ရတယ်မကြိုက်ရင်မဝင်လို့မရဘူးအမဝင်မနေလို့ရတယ်ပြီးတဲ့အခါမှာဝင်ပြီးလို့လေကိုကမကြိုက်ဘူးဆိုရင်လည်းထွက်သွားလို့ဘာမှမဖြစ်ဘူး เนาะဒါတစ်အချက်နှစ်အချက်ကကျွန်တော်တို့အိမ်တောင်ပြုတဲ့အခါမှာလည်းပဲဘာသာဝင်အချင်းချင်းတောင်မှာကာယကံရှင်နှစ်ဦးသည်ကြီးကြီးဖြူဖြူသဘောတူမှရတယ်သူတို့ရဲ့လွတ်လပ်သောသဘောဆန္ဒမပါဘဲနဲ့မိဘကလည်းအတင်းကြလုပ်လို့မရဘူးเนาะအဲ့ဒါကြောင့်မလို့အစ္စလာမ်သာသနာရဲ့တွင်တင်ချက်များကြောင့်အမျိုးသမီးများကိုကာဝယ်ဖို့လိုအပ်လာပြီဆိုရင်တော့ကျွန်တော်ကပြောချင်တာအစ္စလာမ်သာသနာမှာဘာသာလေးကိုလည်းအတင်းအကျပ်တွင်းလို့မရပါဘူးအိမ်တောင်ပြုတ်ရင်လည်းဘာသာတူများတောင်မှာ သက်ဆိုင်ရာကာယကရှင်နှစ်ဦးရဲ့လွတ်သက်သောစန္ဒမပိုင်ဒါအထမမြောက်ပါဘူးအဲ့ဒါကြောင့်မလို့အစ္စလာမ်သာသနာအတွက်အစိုးရတော့လောက်ရပါတယ်ဆိုတော့ဒီဥပဒေကလုံးဝမလိုအပ်ပါဘူးလို့ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်လွတ်လပ်စွာကိုယ်ပွယ်ခွင့်ရှိတယ်ဆိုတာအချိန်ဥပဒေတာအပေါ်မှာပါပိသားဖြစ်တယ်လို့ဒီနေ့ချပြထားတဲ့နိုင်ငံတော်ကခုချပြလိုက်တဲ့ဒီဥပဒေကျမ်းဟာလည်းပဲလွတ်လပ်စွာကိုယ်ပွယ်ခွင့်ကိုထိပါတဲ့အနေအထားမျိုးဥစဉ်လို့မတွေ့ရပါဘူးဘာဖြစ်လို့လဲဆိုတော့အခုတွေ့နေတဲ့ဒီတောင်းဆိုရခြင်းရဲ့အနေအထားတွေထဲမှာဥပဒေ ဘာသာအတင်းအကျဘာသာသွတ်သွင်းတာတွေကို ကာကွယ်လိုတဲ့အတွက်ဒါဥစဉ်တို့စီမံတောင်းဆိုတဲ့အနေအထားတစ်ခုလည်းပါပါတယ်တချို့တချို့ဘာသာတွေကမိမိဘာသာတွေကိုအတင်းသွတ်သွင်းတဲ့အနေအထားမျိုးတွေမဖြစ်ရအောင်အကိုစိတ်မပါဘဲနဲ့ဘာသာတရားတစ်ခုတည်းကိုအတင်းတိုးဝင်ရတဲ့အနေအထားမျိုးတွေမဖြစ်ဖို့အတွက်ဒါစနစ်တကျတောင်းဆိုပါတကယ်ဝင်ရင်လည်းပဲစနစ်တကျတောင်းဆိုဥပဒေကိုမဝင်ခင်မှာဘာသာတစ်ခုရဲ့အနှစ်သာရကိုလေ့လာဖို့ဆိုတော့သူတို့သတ်မှတ်ထားတဲ့အခြေအနေလေးပေးထားတဲ့အတွက်ကြောင့်မလို့ဒါက တရားမျှတသလိုသူ့ရဲ့ဝင်ရောက်မှုလိလမှုပိုင်းမှာလည်းပဲစနစ်ကြတယ်လို့သူချုပ်မြင်ပါတယ်ဘာသာဥပြောင်းနေဆိုတာနဲ့ပတ်သက်လို့ဘာသာဆိုတာယုံကြည်မှုပေါ်မူတည်တာပေါ့ဥပမာကျွန်တော်ဆိုရင်ခရိယန်ဘာသာပါခရိယန်ဘာသာဝင်ပါဟိုဘုရားဘာသာနဲ့ပတ်သက်လို့လည်းကျွန်တော်ဘုရားရဲ့အဆုံးအမကိုလည်းကျွန်တော်ယုံကြည်ပါတယ်လက်ခံပါတယ်ကျွန်တော်မျိုးသမီးကဘုရားဘာသာပါအိမ်မှာကျွန်တော်ဝါစုသင်္ကန်းကတ်တယ်ကထင်သင်္ကန်းကတ်တယ်ဘုန်းကြီးเจ้าတွေမှာကျွန်တော်တို့ဆုံးကတ်တယ်ကျွန်တော်ကိုယ်တိုင်လည်း တင်ကန်ကူရီလေးရောက်ကပ်ပါတယ်ရေစဲလည်းချပါတယ်ဆိုတော့အဲ့ဒါအတွက်ကိုကျွန်တော်ကဘာသာကူပြောင်းရေးအတွက်ကျွန်တော်ကမှတ်ဖို့တရားမလားဆိုတော့ကကျွန်တော်ယုံကြည်မှုဟာလွတ်လပ်မှုရှိရမယ်ကျွန်တော်ဆိုတာနော်အဲအကြောင်းဟိုဘေဟာဘာသာကူပြောင်းတယ်လို့ခေါ်တယ်ဟုတ်လားဟိုဘာသာတစ်ခုကိုကျွန်တော်တို့ယုံကြည်ဘယ်ဆိုတာနဲ့ဟာဒီဘာသာနဲ့အညီကျွန်တော်တို့ကျင့်သုံးတယ်ဆိုတာနဲ့ ဟိုဘာသာကူးပြောင်းရင်းဆိုတဲ့ဟာကိုမဟုတ်တရားပဲဆိုတာကြီးတော့တမျိုးကြီးဖြစ်နေတယ်ကျွန်တော်မြင်တော့တခြားနိုင်ငံတွေမှာမရှိဘူး